အပစုံ7ရဲ့စမာရိုမင်နမီကလူစီကိုခေါ်ကကြီးစုစကားပြောနေပြီးစိုက်တိုကိုလည်းတူရဲတငယ်ချင်းကိုကုညီဆောင်ရှောက်ပြီးနေတဲ့အတွက်စူပီးမဲ့စုကလက်ကိုကန်ထားပေမဲ့စိုက်တိုကဗမန်မတိပဲသူ့ကိုခွေးတကောင်လိုဆက်ဆက်နေတာလားလို့ထင်သွားပြီးလူစီကဘေးကနေနမ်းမှုပြောလိုက်တော့ညံကောင်နဲ့စိုက်တိုလည်းတဘောပေါက်ပြီးစုကလက်ကိုဆွဲလိုက်ပြီးနှာခမ်းကိုနမ်းလိုက်တာကြောင့်မျက်နှာတစ်ခုလုံးနဲ့ဖူးယောင်းနေအောင်အတီးခံလိုက်ရပြီးအဲဒီနောက်မှာတော့မင်နမီကသူ့ရဲ့နှစ်ယောက်ကိုမြို့မှာခဏနေစေချင်ကြောင်ပြောလိုက်ပြီးလူစီတို့လည်းအဝေးစားလဲကမင်နမီပြောထားတဲ့တချို့အထက်တန်းလွှာတွေကအောက်တန်းလွှာတွေကိုအနိုင်ကျင့်နေတာကြောင့်စုံစမ်းမှုတော ားကြပြီးလူစီလည်းအရန်တကြောနေကမြင်းနှောက်တော်ငားပေမဲ့ဇီကြီးတာကြောင့်ပြန်လည်သွားရပြီးအစင်းမြစ်တဲခုကန်းကိုတော်ငားချိန်မှလည်းပတ်စံကမလောက်တာကြောင့်လန်ရှောင်းနေရပြီးစိုက်တိုးကဇီမိုရဲတဲခုကန်းကိုငားဖို့ပြောပေမဲ့လူစီကနားမထောင်မဲ့ကုမတာရှာမဲဆိုကထွက်သွားပြီးညနေရောက်လို့ပြန်တွေ့ချိန်လူစီကလောင်ကစားလှုပ်လိုက်တာကြောင့်တပြားမှမကြံပဲမိုင်းနေခဲ့ကနှစ်ယောက်တာညင်းခုန်နေချိန်အချောက်တကောင်ကရောက်လာပြီးသူကဒူဒူဆန်းမဟုတ်ကြောင့်အရင်ပြောကစတော့ဆိုင်ပိုင်ရှင်ဖြစ်ပြီးသူကအခန်းတစ်ခုပေးလို့ရတယ်ဒါပေမဲ့ဆိုင်လုံးကိုတော့လုပ်ပေးရမယ်လို့ပြောပြီးအချောက်ကလူစီကိုတချောင်းဝန်းနှန်းတွင်နေမိတ်ဆက်ပေးလိုက် ်ပြီးစိုက်တူကတော့စီချောင်းတက်ကအဖို့တယောက်ရနေပြီးအထောက်ကိုကြီးနေတဲ့လူစီလက်တဝင်းတူနေခဲ့ပါတယ်အချောက်ကဒီဘက်မှာအဲနေရီစီကပစံတွေအများကြီးစုလိုက်နေတဲ့သူကိုသူရဲ့မိသားစုပိုင်အမွေဖြစ်တဲ့နတ်တမီဝစ်စုံကိုဝေးရမှဖြစ်ပြီးအဲဒီဝစ်စုံနဲ့ကိုလိုချင်းတလောက်ပစံတွေပြုလုပ်လို့ရကြောင်ပြောကလူစီလက်စိတ်ဝင်စားသွားပြီးနောက်နေ့ဆာဖစ်ပေးတဲ့အချိန်လူစီကဝိုင်းကုန်ငယ်ပေးပြီးမယ်ရှမ်းသွားပြီးအဲဒီကချစ်စရာကောင်းတာကြောင့်ခွင်းလို့ကနှုတ်ကိုကြည့်လိုက်ချိန်ဟိုင်ဝေးလမ်းမကြီးဖြစ်နေတာကြောင့်ချစ်စရာပဲလို့ပြောတာကြောင့်လူစီလက်စိတ်တို့တော့ကဝိုင်းခွန်းနဲ့ပတ်လိုက်တာမို့အချောင်းလေးဝန်ကူညီပေးလိုက်ရပြီးညာရောက်တဲ့အချိန် မှာတော့လူစီကသူ့လိုထက်တန်းလောက်ကဒီလိုလုံးလုံးနေရတာကြောင့်ဒေါ်ရထွက်နေပြီးစိုက်တိုကအေးအေးဆေးဆေးပဲဖြစ်နေကအောက်မှာအိတ်နေပြီးလူစီလည်းအိတ်မပြောပဲဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့လင်းနှုံးတွေကထားတောင်ကျန်းနေတာကြောင့်စိုက်တိုနေပဲအတူတူအိတ်လိုက်ပြီးနောက်နေ့မှလည်းလာတော်များအဲ့တဲ့တွေကသူ့ကိုနူပြားမလို့ပဲပြောနေကြတာကြောင့်ပြဿနာတက်နေပြီးစိုက်တိုကတော့စီချောင်းဖို့ကအချောင်းရွတ်တမီဖြစ်နေတာကြောင့်မယုံနိုင်အောင်ဖြစ်နေပြီးပကံမှလွတ်ကျသွားကလူစီလည်းဟိုင်ဝေးလမ်းမကြီးဖြစ်နေလို့အစင်မပြေရတဲ့ကြားထဲစိုက်တိုကရင်နာကြီးကြီးတယောက်နဲ့ဂျီနူနေနာကိုမြင်နေရတာမို့အမြင်ကက်နေပြီးပလင်းနဲ့ပြစ်ပေးလိုက်ကမေတို ွားပြီးပြန်နိုးလာတဲ့အချိန်အချောင်းရဲ့တမီကလူစီနဲ့မွန်နမမဟုတ်ဘူးမလားလို့မေးပြီးလူစီကအထက်တော်လာကမလားလို့ပြောတော့စိုက်တူလည်းလန်လန်နဲ့ဖြင်းနေခဲရပါတယ်အချောင်းရဲ့တမီကတောင်ဝင်တစ်ခုနဲ့လာတာမလားလို့မေးကတူလည်းစိတ်ဝင်စားတာကြောင့်ပြောပြဖို့တောင်းဆိုပြီးအပြန်အလှန်နေနဲ့ပြန်တင်ပေးမယ်ဆိုကစိုက်တူရဲ့လက်ကိုသူ့ရင်နာပေါ်တင်လိုက်တော့လူစီကရောက်လာတာကြောင့်အမြန်ရှင်းပြဖို့လှုပ်ပေမဲ့ငေပါကိုပဲအကန့်ခံလိုက်ရပြီးဆွဲတော့ကအချောင်းရဲ့တမီကိုလည်းသူကရင်နာတီးပြီးမယ်အခုပြန်ပွဲကိုပထမရအောင်လုပ်ပြမယ်လို့အချောင်းလိုက်ပြီးအပြင်ရောက်တော့ဘာလို့ရမှန်းမသိစိတ်တကြနေချင်းအထက်တော်လာတယောက်ကရောက်လာခဲ့က ုံလုံးလဲကြောင်းနေပြီးစိုင်နေကလူတွေအကုန်လုံးကိုမောင်းထုတ်ကောင်အဲ့ဒီလူကအခွန်ကောက်တမဖတီးပြစ်ပြီးအမြဲတမ်းရစ်တက်တာကြောင့်ဘသူမှအဲ့မကန့်ခြင်းပဲဖြစ်နေချိန်လူစီကတွားလိုက်ပြီးအဲ့ကန့်ပေမဲ့ဖတီးကဒီလိုဆိုင်မှာယောက်ျားလေးကိုကောအဲ့ကန့်ခိုင်းတာလာလို့မေးလိုက်ကရင်နာပြားနေတာကိုစားလိုက်ပြီးဒီရဲ့ highway လမ်းမကြီးကိုတန်ကြီးလူကိုရလာလို့မေးလိုက်တာကြောင့်လူစီလဲဒေါရထွက်သွားပြီးမျက်ကွက်ကိုဖြတ်ကန့်ပေးလိုက်ချိန်အကုန်လုံးလဲလန့်နေပြီးစိုက်တိုးကရှီယာနေကကွယ်ဖို့တွားလိုက်ကဓာတ်ကိုလန်ဆွဲလိုက်ပြီးမဲ့အခါကိုအခန်းထဲမှာထထားမဲ့အခုမှတိလာကြောင်းဒုက္ခရောက်နေပြီးထင်ပေမဲ့လူစီကမော်ရုတ်တန့်ကိုထုတ်လိုက်ပြီးသူလဲအထက်တန်းလောက်ဖြစ်ကြောင်း ပြောပြလိုက်ကတော်ဝင်နန်းတော်ကစာပါထုတ်ပြလိုက်တော့ဖတ်တီလေပါရမီပတ်စံတွေကိုထုတ်ပေးကဒီကိစ္စကိုခွင့်လွှတ်ပေးဖို့တောင်းဆိုလိုက်ရပါတယ်ဒီတစ်ခေါက်ပြန်ပွဲမှာလူစီကပတ်စံဖို့ရှာနိုင်တာကြောင့်အနိုင်ရတော်ပြီဖြစ်ကြောင်းပြောပြလိုက်ပြီးညောင်ရောက်တဲ့အချိန်လူစီကနန္ဒမီဝိဇုံကိုဝေပြလိုက်ကစိုက်တူကလည်းမနေပြူကြည့်နေခဲ့ပြီးတစ်ဖက်မှာတော့လက်ထောက်မလေးကိုလူတယောက်ကသူ့ကိုလာခဲ့တာဖြစ်တယ်လို့ပြောရင်အပစုတ်7လင်းကတော့ပြီးဆုံးတော့ခဲ့ပါတယ်ဗျာ